ကဲဒီဘဝဒီခန္ဒီခန္ဓာကိုဒီတန်တရာကြီးထဲမှာအခုလို့အခြေစင်းဤအခြေနေဇိုးတွေနဲ့ကြုံတွေ့နေသည့်အတွက်ကြောင့်ဒီဘက်ကန်းကတော့မငြိမ်းချမ်းဘူးဟိုဘက်ကန်းကငြိမ်းချမ်းတယ်ဆိုတော့ဟိုဘက်ကန်းကိုတို့သွားမယ်ဘယ်လိုလုပ်သွားကြမလဲကောင်းပြီဒီရေပြင်းကြီးကိုဖြတ်ကြမယ်ဘာနဲ့ဖြတ်မှာတော့လှေမရှိဘူးတဲ့ဖောင်မရှိဘူးသင်္ဘောမရှိဘူးတရားကုထားတာမရှိဘူးတဲ့ ဘာနဲ့ဖြတ်မလို့ဆိုတော့မြတ်စွာဘုရားကကိုယ်တန်တမ်းမှာမဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားကိုထူထောင်ရမယ်မဂ္ဂင်၈ပါးဆိုတာအစဉ်တိုင်းမပြောဘဲနဲ့ပြောမှဆိုင်ကြည့်ကိုချင်းတရား၃မျိုးပထမတိဆောက်တမ္မာဝါစာပြောမယ်ဆိုလို့ရှိရင်ဘရောမလိမ်မပြောနဲ့မှန်တာကိုပဲပြောရမယ်လိမ်နာကိုရှောင်ရမယ်နော်လိမ်မပြောနဲ့တရားနဲ့တရားကိုဂုံးမတိုက်နဲ့နောက်ပြီးတော့ ဆဲရီတိုင်းထွာတဲ့စကားမျိုးတွေမပြောနဲ့အကျိုးရှိတဲ့စကားတွေကိုမပြောနဲ့အဲ့ဒီလေးခုလုံလို့ရှိရင်မှန်တာကိုပဲပြောတယ်အကျိုးရှိတာကိုပဲပြောတယ်ချွတ်တာတဲ့စကားကိုပဲပြောတယ်တယောက်နဲ့တယောက်တက်အောင်ဆိတ်ဆက်ပေးတယ်ဆိုရင်တမဝါစာဖြစ်တယ်အဲ့ဒီကိုချင်းတရားကိုအရင်ထူထောင်ရမယ်တဲ့ကဲဒီရက်ထဲမှာဒါတွေကလွယ်သလားခက်သလားစဉ်းစားကြည့်နော် လောကလူတွေဟာမှန်ကန်သောစကားတွေပြောတဲ့တမဝါစာနဲ့ပြည့်စုံသလားသို့မဟုတ်ခုနပြောတဲ့ဟာတွေလုံနေကြသလားလိမ်ပြောတတ်သလားဆဲတတ်သလားနော်ခုံတိုက်တတ်သလားအကျိုးမရှိတဲ့စကားတွေပြောသလားပြောတဲ့လူ များသလားမများဘူးလားစဉ်းစားကြည့်များတယ်မဟုတ်လားလိမ်ပြောတဲ့လူကလည်းများတယ်ဆဲတဲ့လူလည်းများတယ်ခုံတိုက်တဲ့လူလည်းများတယ်နော် အကျိုးမရှိတဲ့စကားတွေကိုထိုင်ပြောနေတဲ့ပုံကိုယ်တွေများတယ်ဆိုကဲဒီလေးခုကိုရှောင်ပြီးတော့မှန်တာတွေကြည့်ပဲပြောမယ်အကျိုးရှိတာတွေကြည့်ပဲပြောမယ်ဆေးတိုင်းထွားတာမလုပ်ဘူးနုညံ့တိမ်မွေးတဲ့စကားကိုပဲပြောမယ်ခုံးမတိုက်ဘူးဆိုတဲ့ဒီလောက်ရတဲ့ဟာမိမိကိုယ်တိုင်လည်းချမ်းသာမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်လည်းချမ်းသာလိန်ပြောတဲ့လူတယောက်ပါလာလို့ရှိရင်တယောက်နဲ့တယောက်မတည့်တာတွေဖြစ်မလာဘူးလား ဖြစ်လာနိုင်တယ်ဆေးတိုက်ထွားတဲ့လူပေါ်လာရင်နားထောင်ရတဲ့လူကစိတ်ချမ်းသာသလားစိတ်ဆင်းရဲလားဟုတ်ဒီတမ္မဝါစာဟာတမ္မဝါစာမဖြစ်ဘူးဆိုတာနဲ့တပြိုင်နဲ့ကိုနဲ့ကိုပတ်ဝန်းကျင်ဟာအကောင်းဟုတ်ပါမလားကိုနဲ့ကိုပတ်ဝန်းကျင်ကိုပထမငိမ့်ချမ်းအောင်မှမတီးဆောက်နိုင်ဘူးဆိုလို့ရှိရင်ငိမ့်ချမ်းတဲ့နေမြေဆိုတာရောက်နိုင်ပါမလားမရောက်နိုင်ဘူးဒါကြောင့်မို့လို့ကိုချင်းတီလာထဲမှာ ပထမဆုံး နှုတ်ကိုစောင့်စည်းဖို့ဆိုတာ အရေးကြီးတယ်တဲ့နောက်ပြီးတဲ့အခါကျတော့တမ္မံကမ္မန္တမှန်ကန်တဲ့လောက်ရကိုလောက်ဆိုသူများအသက်ကိုမတတ်ဘူးသူများဥစ္စာမခိုးဘူးသူတဘာသားမရမစော်ကားဘူးဟောကြည့်သူများအသက်တန့်နေတဲ့ပုံကိုယ်တွေရှိနေလို့ရှင်ငြိမ်းချမ်းသလားချမ်းချမ်းအေးချမ်းသလားဆင်းရဲသလားဆင်းရဲတယ်လူတွေကြောက်ရွံ့ပြီးတော့မနေရဘူးလား နေရတယ်သူများဥစ္စာ ခိုးတယ်ဆိုတဲ့ပုံကိုယ်ရှိနေလို့ရှိရင်လူတွေဟာစိတ်ချမ်းသာသလားစိတ်ဆင်းရဲလားစိတ်ဆင်းရဲတယ်သူတစ်ပါးသားမယားစော်ကားနေတယ်ဆိုရင်စိတ်ဆင်းရဲသလားစိတ်ချမ်းသာမလားစိတ်ဆင်းရဲအေးဒီလိုစိတ်ဆင်းရဲတဲ့အလုပ်မျိုးတွေကနေရှောင်ပြီးတော့သူများတဲ့ကို မတတ်ဘူးမတတ်ရုံနဲ့မကဘူးမေတ္တာဘာဝနာထားတယ်ကရုဏာထားတယ်ဟော ူများသက်ကိုမတတ်ရုံနဲ့မကဘူးမေတ္တာထားတယ်ကရုဏာထားတယ်တူတူကူညီတယ်ဟောငြိမ်းချမ်းသွားကိုယ်လည်းငြိမ်းချမ်းကိုယ်လည်းပတ်ဝန်းကျင်လည်းငြိမ်းချမ်းအဋ္ဌိဏဒါနသူများဥစ္စာမခိုးဘူးဆိုလုံခြုံနေတာစိတ်ချဘယ်သူမှတောခါပြီးသိမ့်เสียမလို့ကိုယ်သူများဥစ္စာဆိုရင်ဘယ်တော့မှမခိုးဘူးစင်စင်ကြဲကြဲနေကြတယ်ဟောလောကကြီးမငြိမ်းချမ်းဘူးလား အေးအဲ့ဒီဉာဏ်ဉာဏ်မှုကိုအခြေခံပြီးတော့ဒီဆောက်နိုင်မှဉာဏ်နဲ့အဆင့်မြင့်တဲ့တရားတွေဆိုတာဖြစ်နိုင်တယ်မဉာဏ်ဉာဏ်မဲ့နဲ့တထိတ်တလန့်လန့်နေရတဲ့ပုဂ္ဂိုလ်ရဲ့ဘဝမှာဘလို့လို့တရားတို့တရားပြရနိုင်မရောမရနိုင်ဘူးတဲ့ဒါကြောင့်မို့တမ္မံကမ္မန္တမှန်ကန်တဲ့လောက်ရရှိရမယ်တမ္မအာဇီဝလူတွေဟာနေစဉ်နဲ့အမျှအသက်မွေးဝမ်းကြောင်းလုံးနေရတယ်အသက်မွေးဝမ်းကြောင်းလုံးတဲ့အခါမှာ သူများအသက်ကိုတတ်ပြီးအသက်မမွေးရဘူးသူများဥစ္စာကိုခိုးပြီးအသက်မမွေးရဘူးသူတော်ဘာသားမယားပြင်းမာပြီးအသက်မမွေးရဘူးအသက်မွေးနေဘူးနဲ့ပတ်သက်လာရင်မိစ္ဆာအာစီဝါဖြစ်တယ်အရိဏာဒါနသူများပစ္စည်းခိုးတယ်မုံလို့ခိုးတယ်ဒုစရမဟုတ်ဘူးကို့အတွက်တုံးညင်လို့ခိုးတယ်အသက်မွေးမှုကြောင့်ခိုးတယ်ဟောဒါကြလို့ရှိရင်တော့မိစ္ဆာအာစီဝါဖြစ်တယ် သူတစ်ပါးတမယပြင်မာတာလည်းပဲကိုယ်စိတ်ဆန္ဒအရာပြင်မာလို့ရှင်ဒုစရိုက်ပဲဖြစ်တယ်တရားယောဂကနေပတ်ဆံပေးပြီးတော့ဘုသူ့ကိုစော်ကားပါပြင်မာပါပတ်ဆံပေးလို့သွားလောက်တာဆိုလို့ရှင်မိစ္ဆာအာစီဘဖြစ်တယ်ထို့တူပဲလိန်နာတို့ဆဲရာတို့ပတ်ဆံပေးပြီးမင်းဘုသူ့သွားဆဲလိုက်ဆမ်းလို့ပြောရင်မိစ္ဆာအာစီဘဟုတ်ကဲ့လားဘသူတွေနှစ်ယောက်မတည့်အောင်သွားလှုပ်ဆန်းပတ်ဆံပေးခိုင်းလိုက်တယ်မိစ္ဆာအာစီဝါ အကျိုးမရှိတဲ့ဇကားတွေပြောပြီးတော့အချိန်ချုံးခိုင်းလိုက်တယ်ဟောမိစ္ဆာအာရှိကဝစီတုစရိုက်၄ပါးနဲ့ကာယတုစရိုက်၃ပါးကိုအသက်မွေးမှုအတွက်သုံးချမယ်ဆိုရင်မိစ္ဆာအာရှိဝါဖြစ်တယ်လို့ဒီလိုမှတ်ရကဲလူလောကကြီးမှာဟာဒီကိုချင်းတရား၃ခုအပြောနဲ့လဲဒီမှန်ကန်တဲ့အပြောကိုပြောမယ် လောက်ရကလည်းမှန်ကန်တယ်အသက်မွေးမှုလည်းမှန်ကန်တယ်ဆိုတာနဲ့တည်းပဲလူလောကကြီးကအတော်ငြိမ်းချမ်းမသွားဘူးလားအေးမြတ်စွာဘုရားကငြိမ်းချမ်းတဲ့နေမြေကိုဟိုဘက်ကန်းကိုဟိုဘက်ကန်းကငြိမ်းတယ်ဆိုလို့ဟိုဘက်ကန်းကိုခူးချင်လို့ရှိရင်ဒီဘက်ကန်းမှာစပြီးတိဆောက်ရမှာကဒီဟာတွေပါတဲ့ကိုချင်းတရားကိုစပြီးတော့လှုပ်ပါ